မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကြီးတကုံတာယာရေးသားသောရုပ်ပုံလွှာစာအုပ်မှာတခင်ကိုတော်မိုင်းသို့မဟုတ်ငင်းငယ်ရေးပြီးသူကဆိုတဲ့အကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရာဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် ဆရာကြီးတခင်ကိုရောမိုင်းကိုအမျိုးသားကဗျာဆရာကြီးအဖြစ်စပေးမှစတင်တည်တော်လဲညဉ့်ညံ့ရေးဘိသူကဆရာကြီးအဖြစ်နဲ့ချစ်ကျွမ်းခင်မင်ရခြင်းဖြစ်ပေသည်။တောင်းဒီကမြောက်ဒီကစသောစာအုပ်များကိုကျောင်းနေစဉ်ကဖတ်ခဲ့ရ၍တွက်လက်သောကာယံဖြင့်စကားရှင်ရှင်ဇဝနဉဏ်ရှင်ရှင်ရေးသားသည့်ဆရာကြီးဟန်နိုနိုင်ဆွေးညီခဲ့၏။မစ္စတာမောင်မိုင်းမာတော်ဘုံဝိတုနိုင် ကိုပေါ်ညီပုံကို တမယားသေးလျင်တမယားနေစမြဲပေမဲ့စုလျားအခြေနှပါခေမြဲမဲ့သူရဲ့အမေမင်းမယားအနေရရမလားတဲ့လို့အလကားအမေကမဲမဲပြီးခင်အောင်ရဲ့အဖွားအေကဆဲမာကတပုပါစသောလူဘဝတည်ယုတ်ကိုလေးကျိုးကြီးဖြင့်ခက်ရှင်ရှင်ရေးသားခဲ့လူချင်းစတင်ဆုံးတွေ့မှုတွေကစစ်မဖြစ်မီခဲ့တက္ကသိုလ်တမကနိုင်ဝါဒဖြန့်ချိမှုဖြင့်ဆောင်ရွက်ခဲ့စဉ်ကဖြစ်ပြီးအမျိုးသားနေနိုင်ညဘက်တွင် တရားပွဲများချပေးရာ တက္ကသိုလ်တက်မှတ်ကတွင်ဆရာကြီးဟောပြောပြီးနောက်မြင်းနီကုန်းတွင်ဆက်ဆရာရှိသဖြင့်ကျွန်တော်ပင်လိုက်ပို့ပေးရ၏ဆရာကြီးမှာထုံးချောင်အောင်ခပ်ပြောပြောပေါ်ဝါကိုရော့ရီရော်ရဲရစ်ပတ်ထားသည်ဆရာကြီးသည်ဘရော့မှမပေါင်းလက်နှင့်ကြပြကြရရစ်ပတ်လိုက်သည်သာဖြစ်သည်ငွေရောင်ကဲ့သို့ဖြူဖွေးသောစံစာများမှာထုံးချောင်အောင်ထပ်မှတွယ်ရရဲကြနေ၏နှခမ်းမွေးဖြူဖြူမှာဇရာဤအမှတ်သားဖြစ်တော်လဲပြုံးကြည်ရှင်ပြသောမျက်လုံးကြည့်မှာခိုင်မာလေးနက်ချင်းအယောင်ဖြင့်တောက်ပါနေပေသည် စကားပြောလိုက်သောအခါခင့်မိသောသဘောများကိုကြားရလိမ့်မည်။လူငယ်ကဲ့သို့တက်ကြွပြိုလွင်ခြင်းကိုတွေ့ရှိရလိမ့်မည်။ကားပေါ်တွင်ဘဟန်ကောလိပ်ခေတ်ကိုတတုတုပြောပြနေရာနားထောင်၍ကောင်းလိုက်။ထိုအခါကကျွန်တော်တို့မှမွေးကားစသာရှိသေး၏။ဆရာကြီးရှေ့ပြဟောင်းကိုပြန်ပြောနေသည်မှာအားရစရာကောင်းလာသည်။တစ်ချက်တစ်ချက်ကွန်သွေးထွေးလိုက်ပြီးနောက်စကားကိုဆက်ပြန်၏။ အဲ့ဒီတုန်းကဆိုတာဆရာစိတ်ထဲမှာတခါတည်းလူမျိုးကြအနောင်ဖွဲ့ကလွတ်ပြီးကိုမင်းကိုချင်းဘွားကိုသာရောက်တော့မလို့စိတ်မှန်ကတက်နေတော့ပေါ့ကျွန်တော်က1920တပည့်အေးတော်ပုံမှာပောက်ဖွားလူလွန်လာတော့အမျိုးသားကောလိပ်ကြီးကိုစိတ်ကူးနဲ့မှန့်ကြည့်နေခဲ့ရ යි အမေဥမုံကြီးတို့အကြောင်းရောက်ကအမျိုးသားကောလိပ်ကြီးပြည့်ရပုံကိုပြောပြနေပြန်တို့လွတ်လပ်ရေးဟာမင်းတို့လူငယ်ចောင်းသားတွေလက်ထဲမှာရှိတယ် မောင်အောင်စားဟာလည်းလူတော်ကလေးကွယ်ဟုကျွန်တော်တို့ဘက်သို့လှည့်ကားပြောနေသည်မော်တော်ကားသည်မိနီကိုဝိုင်းကြီးကိုပတ်လိုက်လေပြီး ဓမ္မိတိုင်းမှာလင်းအောင်များကြောင့်ဆရာကြီးမျက်နှာမှာလင်းနေသည်ဆရာကြီးမျက်လုံးတို့မှာအသက်အရွယ်ကြောင့်မိခိုးရောင်ရှိတော်လဲအကြည့်နိုင်ကထက်မြက်လျက်ပင်ရှိသေး၏ပင်ဒီအပေါ်ဘုံအဖြူထက်မှာကိုရိုစင်ပန်းလူရောင်လုံးကြီးစသောဗမာစံသောအသွေးမှာဆရာကြီးဟန်ပန်နဲ့ပနံရနေ၏ယခုခေတ်တွင်နိုင်ငံခြားအငွေ့အသက်မပါမြန်မာဆန်ဆန်အမျိုးသားကြီးတူကိုပြပါဆိုရင်ဆရာကြီးကိုပြရပေမည်စကားပြောရ၌လက်ညှိုးကိုထောင်ကခေါင်းကိုငှဲ့လျက်ဖြင်းဖြင်းညင်သာစွာပြောသည်အတ္တမှာတိမ်မွေ့သည် လူငယ်များကိုရင်းနှီးချက်ခင်စွာဆက်ဆံသည်ဟာတာရွှင်ရွှင်နဲ့ဝေဖန်ပြောလို့ရှိသည်ဆရာကြီးပြောရင်ကျွန်တော်တို့မှာအမြင်ရင်မောကနေကြရသည်သူဤလေးကျိုးကြပြာကဲ့သို့အမိမောက်မတည့်သောလူနေမှုစနစ်မမှန်ကန်သောလူတဘာဝတို့ကို ဟာတာဖြင့်ပြည့်ရဲ့ပြုတတ်သည်မင်းဒီကုန်းတရားပွဲလုပ်နေရ၌ကားသည်ရက်လိုက်သည်လက်ဦးဟောပြောသူများကပြောလျက်ပင်ရှိသည်ထို့ညတွင်ဆရာကြီးသည်တရားသုံးပွဲသုံးနေရ၌ဟောရမည်ဖြစ်သည်ဆရာကြီးသည်ကားပေါ်မှဆင်းပြီး အေးအေးစူးစားကြကွယ်မကြခင်လွတ်လပ်ရမှာပေါ့ဟုဆိုကခေါင်းညိမ့်ညိမ့်နဲ့နှုတ်ဆက်ကထွက်သွားသည်ဓာတ်ခွက်မှဒေါမန်ပါပါနဲ့ပြောနေသောအမျိုးသားနှင့်လူလူတရားပွဲပရိသတ်ကြီးတဲ့သူတိုးဝင်သွားသောဆရာကြီးကိုလှမ်းမြင်လိုက်ရသည်ထိုးကြောင်ရောင်ရော့ရဲရဲပေါ်ကပင်နီပန်းနုနဲ့အဖြူကိုရိုစင်နှကံဝေးဖြူဖြူကိုနေမမတ်ဖိုင်ဖိုင် ဤတံမှာပထမဦးဆုံးတွေ့ဦးသောဆရာကြီး၏ရုပ်တွင်ဖြစ်ပေသည်ကျွန်တော်မှာလူထုကြီးတဲ့သို့တိုးဝင်သွားသောဆရာကြီးဟာအမျိုးသားလွတ်လပ်ရေး၏အမတ်တစိဖြစ်ရင်းနှီး၌ဆွေးလန်းမှတ်သားခဲ့ပေသည်ဂျပန်ခေတ်၌ရွှေတောင်ကြားတွင်ဆရာကြီးနှင့်နီးကပ်စွာဆုံတွေ့ရပြန်သည်ထို့အခါကဆရာကြီးမှာရွှေတောင်ကြားလမ်းနှင့်ချင်းချောင်းရိပ်သာလမ်းတော်ရှိကုန်းမြင့်ပေါ်ထက်ထေးကျူးပင်များနှင့်တိုက်ဝဲနေထိုင်လျက်ရှိသည် ကျွန်တော်မှာတိန်ရရှိပိုးစရနဲ့အတူနေခိုက်ဖြစ်သည်ဆရာကြီးထံသို့တို့မှာစီယုံဥက္ကဋ္ဌတခင်တင်မောင်ယခုကွယ်လွန်ပြီနဲ့တွားတက်ကြသည်တခင်တင်မောင်မှာကျွန်တော်ကိုမကြခဏလာခေါ်လေးရှိသည်ဆရာကြီးမှာကျင်းဝန်းသောဧကန်းဤတကားပေါက်အနီး၌တင်ပြပြတစ်ချက်ခဲကခေါင်းတစ်လုံးလက်ဖက်ရည်ချမ်းတို့နဲ့နေဒီကို အမြဲတွေ့ရသည်ဘယ်တော့မှဆိုဖာများပေါ်၌ထိုင်လေးမရှိဆရာကြီးမှာအမျိုးသားနှင့်တရားပွဲတော်ကရုပ်သွင်းခဲ့သောပဲခက်ရွှဲရွှဲအမူအရာနဲ့ ပင်နီရှက်အင်ကြီးအဖြူခံပေါ်မှာအနက်ကွက်ပလေကတ်လုံကြီးနဲ့တွေ့ရတဲ့သည်ပင်နီရှက်မှာရင်ခွဲဖြည့်၍လုံကြီးအပြင်ထုတ်ဝဲထားသည်လက်လျှောက်သည့်အခါလက်တစ်ဖက်က လုံကြီးကိုဖိကကိုကို ခက်ဆက်ဆက်ကြွရည်ကြွရည်သွားလိရှိသည်လက်ဖက်ကိုတွယ်တွယ်စားသည်နှက်စီဖြင့်ရွှဲနေသောလက်ဖက်ခွက်ကိုတိုးပေးကစကွက်ဟုကျွန်တော်တို့ဘက်သို့လှည့်ပြောလိရှိလက်ဖက်ခွက်ထဲရှိစီထဲ၌ကပဇွန်ကြောင့်နှင့်ကြက်သွုံကြောတို့မှနိုင်ခြင်းဖြစ်ပေ၏ ဲ့တဲ့များကဥတို့ဝင်ထွက်သွားလာလျက်ရှိကြသည်အများအပြင်တပည့်တပန်းများဖြစ်ကြကုန်သောသခင်များဖြစ်ပေကြသည်ဆရာကြီးသည်နိုင်ငံရေးနှင့်ပတ်သက်၍ပြောဆိုသည့်အခါဘုသူ့ကိုမှမညာရှင်းရှင်းပွင့်ပွင့်ပြောသည်စောစောပိုင်းကပင်ဂျပန်စန့်ကြီးသမားဖြစ်ကသခင်အောင်ဆန်းတို့အားမင်းတို့ပစ်လာတဲ့ဖျားနှင်ချလို့မရဘူးလားဟုပြောင်ပြောလေသည်တနေ့လုံးနိုင်ငံရေးစကားပြောလေသည်နိုင်ငံရေးစကားပြောရင်မောပန်းသည်မရှိထမင်းစားလာကောမှထစားသည်တခါတည်းဂျပန်သတင်းစာဆရာများပေါ်လာတတ်၏ ထိုခါမျိုးတွင်သခင်တေမောင်ကစကားပြန်လို့ရ၏ဂျပန်များရှိတယ်ပင်မြန်မာများသည်ရာဇဝင်အစဲလာရဘုသူ့ကြုံဖြစ်မှာမခံပဲနေလာခဲ့ပုံများကိုအခြေခံကအမျိုးသားဇာတိမှန်ကိုဖော်လေးရှိဂျပန်များကလေးလေးစားစားပင်နားထောင်နေကြရ၏ဆရာကြီးသည်ဘုံရံကိုလည်းအမှုမထတတ် တညာတခင်တေမောင်ကအတင်းဆွဲထားတဲ့ပြင်ဆရာကြီးအိမ်တွင်အိပ်ရပေသည်လေးပြန်လာ၍အောက်ထပ်သူဆင်းက6000ရှိပုံကျင်နဲ့ပြေးစင်ကြ၏ဆရာကြီးမှာဘသူခေါ်ရမှမရပဲစိတ်ပရိကံ၍လာတာတာ၌ခြံထဲရှိလမ်းကလေးတွင်လမ်းလျှောက်မပြတ်ပရိစိတ်မပြတ် ဘုံကတဝောဝောကျဲချလျက်ရှိရာတမိဖြစ်သူဆရာရောဇေယျဤဇနီးကဖေဖေလူရိပ်မြင်မဲ့ဖေဖေကကိစ္စမရှိဘူးဂျပန်တွေကတမျိုးထင်နေအောင်မဲ့အိမ်ထဲဝင်နေပါဟုစိုးရင်ကြီးစွာလှမ်းပြောလိုက်မှဟင်ဟုတစ်ချက်ဆိုကမောင်ရိပ်ရှိနေသောတကားဝ၌အသာကတ်လိုက်လေသည်ကျွန်တော်နဲ့သခင်တင်မောင်မှာအော်အော်အရှိဆွဲလိုက်မှဘုံရင်ထဲမှထွက်လာကြသည်ဆရာကြီးကသူ့အခန်း၌အေးဆေးစွာပင်ထိုင်နေကား အင်းဘယ်နေရာတွေများချပြမလဲမသိဘူးတတော်ဝါတွေတေကြကြေကြရဦးတော့မှာပဲစစ်ကြီးပြီးမှဖြစ်မယ်ဟေ့ဟုတည်ငြိမ်စွာပြောလေသည်ဒီနောက်၌ကဆရာကြီးနဲ့တော်တော်ကြာမဆုံးတွေ့ပဲနေခဲ့ကြသည်အမှန်အပြင်ဆရာကြီးမှာကျွန်တော်ကိုဖြတ်ခနဲဖြတ်ခနဲသာတွေ့လိုက်ရ၍မှတ်မှတ်ရရရှိခြင်းမှလည်းရှိပေမည်နိုင်ငံရေးသမားများနဲ့သာအတူတွေ့ရသည်ဖြစ်၍နိုင်ငံရေးနယ်ပယ်တဲကဟုသာသာမန်မှတ်ထင်မိဖြစ်၏စာကြောင်းပေကြောင်းလဲတခါမှမမေရရမဆွေးနွေးဘူးဖြစ်1959ခုက ျွန်တော်စာရေးဆရာသင်ဥက္ကဋ္ဌဖြစ်စဉ်ကစာစုတော်နေ့လူလူအစည်းအဝေး၌ဆရာကြီးနဲ့စကားပြောလိုက်ရပြီးနောက်တရုတ်ပြည်သွားကြတော့မှလက်ပွန်းတရီနေခွင့်ရကခင်မင်းရင်းနီးလာလေထိုကားကတခင်ကိုတော်မိုင်းမှာညဉ့်ညင်းပြည်သူကဆရာကြီးဖြစ်နေပေပြီလေးကံဖိနှွက်ခြင်းမရှိလူငယ်များထက်ပင်ဖြက်လက်တက်ကြွနေသူကိုအံ့ဩစွာတွေ့ရ၏တရုတ်ပြည်တွင်လဲစရာကြည့်စရာအစီအစဉ်များရှိရာဘယ်အစီအစဉ်မှမလိုက်ဟု၍ချန်နေရစ်သည်မရှိ ဆရာကြီးပန်းနေမယ်နေခြင်းနေရစ်ခဲ့ပါလားဟုအလိုက်တတိပြောသည်ခါလက်ကားလိုက်ကလိုက်တာပေါ့ကိစ္စမရှိပါဘူးဆရာလိုက်နိုင်ပါတယ်ဟုပြောကပန်းရောင်ပေါ်ဝါကိုအသာခွေပတ်လိုက်သည်ဟန်ချောင်းနာရဲ့ဥဝင်ကြီးတခုတို့တွားလေရာတောင်ပေါ်သို့တက်သည့်နေရာတနေရာရှိ အချို့မိမကိုယ်စလဲတော်များမှာတောင်အောက်ရှိတပင်အောင်၌အပန်းဖြင်းရင်းနေရစ်ခဲ့ကြ၏ဆရာကြီးမှာမမောမပန်းတက်လိုက်သွား၍တရုတ်ရဲဘော်များမှာအံ့ဩနေကြသည် လိုက်တော်ဘောကွာဟုအစီအစဉ်တိုင်းကိုလွယ်လွယ်ကူကူပင်လက်ခံသည်ကျွန်တော်တို့မှာအသက်86နှစ်အရွယ်နဲ့ဒီလောက်ဖြက်လက်ပြိုလွင်ခြင်းရှိသည်ကိုအံ့ဩနေကြရသည်ခီးလန်းတစ်လျှောက်လုံးလဲဆရာကြီးကြောင့်ဆိုပြနေခဲ့၏ ကောလုံမှာဟောင်ကောင်ဘက်သို့အကူဂရုစိတ်တွင်ဂရုကြီးထုတ်ပေးသည်ကိုမြင်ရသောအခါဂိတ်ကြီးလာကွာဟုဆရာကြီးကပြော၍ကျွန်တော်တို့မှမကြည့်ပဲမနေနိုင်ကြ။မော်စီတုံး၏ဧကံဘွဲတွင်လည်းလက်နိုင်ပတ်ထားသောပရီးကိုကြပြကြရာဖြုတ်ကအိတ်ထဲထည့်ပြီးတခင်တို့နဲ့မှားနေပါဦးမယ်ကွာဟုပြောရာကျွန်တော်တို့မှရီမောနေရပြီ။ဆရာကြီးသည်ကိုင်းနဲ့နှစ်ဖက်ကိုကကြိုက်သည်။တရုတ်ပြည်သွားသောအခါကိုင်းရွက်များယူသွားသည်။တရုတ်တန်ယုံမှဂယုတစိုက်ထည့်သူပေးလိုက်သည်။သို့သောဆဲရက်ခန့်ကြား ီးကင်းကအထွက်ထိအောင်ကမခံတော့နွမ်းချောက်ကုန်ပြီဆရာကြီးမှာညင်ညူသည်မရှိပဲကိုနီကိုဝါးရွေနေစကားပြောလျင်ကိုစားမပြတ်ပြောလေရှိအစားတောင်းနိုင်စည်းစားမကြောင်းအအေးကိုမခံနိုင်မရှိမြောက်ပိုင်းမုကတင်ဘတ်တို့ရောက်ရာအတော်အေးနေ၍ဆရာကြီးအေးသလားဟုမေးလျင်မအေးပါဘူးဟုဖြေလေရှိသခင်ပေါဦးကဆရာကြီးအတွက်စိုးရိမ်၍အခန်းပြင်သို့မထွက်ဘဲနေစရာ တခဲပါဦးကွယ်ရာတွင်တခဲပါဦးလောက်တာနဲ့ဆရာမလဲလူပမာကြီးကြနေတာပဲဆရာဘာမှမဖြစ်ပါဘူးဟုကျွန်တော်တို့အားပြော၏တကယ်လဲဆရာကြီးမှာဘာမှမဖြစ်စိတ်တက်ကလည်းထပ်တန်လိုက်ပြီးကင်းတွင် ရောက်ရှိနေသောမြမကိုစလဲတော်များတဲ့တွင်ဆရာကြီးမှာအသက်အကြီးဆုံးဖြစ်၍အလုံးကဆရာကြီးကိုကန့်ဆိုင်လေးစားကြသည်အန်လဲအံ့ဩကြသည်လူကြီးချင်းဖြစ်သောဘူလ်ဂေးရီးယားမှာစပင်းဖြူဖြူကဗျာဆရာကြီးနှင့်ကအလွမ်းတင်နေ နှစ်ယောက်သားတွေ့လျင်ဖက်လဲတကင်းနေကြ၏ဆရာကြီးမှာအသက်အရွယ်ကြီးပြီဆို၍ထူထူထဲထဲမဟုတ်စူးရှာ၏သိမြင်တတ်၏အင်မတန်လဲပါသည်တခါကကျွန်တော်အားနိုင်ငံရေးသမားပုဂ္ဂိုလ်နှစ်ဦးနဲ့ပတ်သက်၍ဟေ့တာယာသူတို့ကဆရာကိုအာဏာရရင်ပေါ့လေတမရမြောက်ရမယ်ဗာမယ်နဲ့လာပြောတယ်ကွဆရာကိုအထင်သေးတာဆရာကဘာလက်လာပါဘာယာရုထန္တရမှာမျော်ကိုပြီးအခုလိုနိုင်ငံရေးလုပ်နေတာမဟုတ်ဘူးတို့မြန်မာပြည်ကြီးကောင်းစားတာမြင်ရင်နဲ့စေတနာနဲ့တွာလာလောက်ကင်နေတာ ရာထူးနဲ့မျှလို့ရတယ်မြအောက်ဝင်နေသလားမသိဘူးခုကိုဝိုင်းရင်ကရီကပြောနေကျွန်တော်ကဆရာကြီးကိုကြည်ညိုတဲ့စေတနာနဲ့လည်းပြောတာပါဆရာကြီးရဲ့ခုပြန်ပြောတော့ခါဆရာကဒီလောက်မအပါဘူးလူလူကတင်မြောက်မှရတာဟုပြောနေအမှန်အပြင်ဆရာကြီးမှာနိုင်ငံချစ်စိတ်သက်သက်နဲ့ယူသားပြုစင်စွာတွာလာလောက်ကန်နေခြင်းဖြစ်ထို့ကြောင့်လဲတတိုင်းမိလုံးကကြည်ညိုချစ်ခင်ကြပေသည်။ငိမ့်ငိမ့်ပြီးသူကဆရာကြီးအဖြစ်ကမြင့်မြတ်လေသည်။လူအများကြီးကောင်းကျိုးချမ်းသာမှုကိုရှေ့ရှုသည်။ ယနေ့ဖြစ်ပျက်နေသောပြည်တွင်းစစ်ကိုရက်စဲစေခြင်းသောဆန္ဒရှိသည်တစ်ဖက်နှင့်တစ်ဖက်အတိုက်ခိုက်ရက်ကအမျိုးသားချင်းချင်းစီလုံးစွာရှိကြဖို့စေတနာမှာပြင်းပြသည်ဆရာသဘောကတော့အားလုံးညီညီညွတ်ညွတ်ဖြစ်တာသာမြင်ကျင်တာပါပဲကွာတယောက်နဲ့တယောက်တင်းကြီးခံပြီးစိတ်ဆက်ရင်တော့အောင်မြင်မှာပဲလို့ဆရာယုံကြည်နေတာပဲဟုဆရာကြီးသည်မိနစ်တစ်နှစ်ကတည်းကပြောနေခဲ့၏ဆရာကြီးစေတနာကိုကျွန်တော်တို့ကအကျွမ်းမဲ့လဲယုံကြည်လေးစားကြသည် ထို့ကြောင့်လည်း1952ခု မေလကကျင်းပခဲ့သောနိုင်ငံလုံးဆိုင်ရာညီညွတ်ရေးညီလာခံညှိနှိုင်းနိုင်ငံလုံးဆိုင်ရာ ကော်မတီကိုရွေးသောအခါဥက္ကဋ္ဌဖြင့်ဆရာကြီးကိုတင်မြှောက်ရန်မရရအောင်တိုက်တွန်းကြိုးပမ်းခဲ့ကြသည် အသက်ရွယ်ကြီးပြီးဘာပြီးစသဖြင့်တချို့ကစဉ်းစားကြရနိုင်ဒီနေရာဟာဆရာကြီးနဲ့အသင့်လျော်ဆုံးပဲဘဲပါတီတန်ရုံးစင်မှလည်းမရှိတပြည့်လုံးကကြည်ညိုတဲ့ပုံကိုစီစနာကလည်းအင်မတန်မှဖြူစင်တယ်ဟုဆရာကြီးကိုပင်အားလုံးဤသဘောတူညီချက်ဖြင့်ဥက္ကဋ္ဌကြီးဖြင့်တင်မြောက်ခဲ့ကြလေသည်ယနေ့ပြည်တွင်းစစ်ကြီး၌တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်နေသူများမှာဒုဗမာစီယုံចောင်းသားတပ်မကများ၌အတူလှုပ်လာခဲ့ကြသောရဲဘော်ရဲဘက်များဖြစ်၍ဆရာကြီးဤတပည့်တပတ်များဖြစ်ကြသည် ဤတမက်များစီးလုံးညီညွတ်စွာရှိစေခြင်းသောစေတနာနှင့်တပြည်လုံးလူများအေးချမ်းစွာဖြစ်စေခြင်းသောအာတိတတို့ဖြင့်ထားရှိသောငြိမ်းချမ်းရေးသဘောထားမှာဆရာကြီးပြည်တွင်းညီညွတ်ရေးယုံကြည်ချက်ပင်ဖြစ်သည်ကျိုးတို့ခါတို့ဇရက်တို့ဆိုတဲ့ကျင်းကကလေးများတောင်သူ့အတိုက်နဲ့သူအေးချမ်းစွာနေခြင်းကြတယ်။အခြားတရိစ္ဆာန်များကကျူးကျော်တာကိုမခံခြင်းကြဘူး။လူသားတွေမှာဘာမှပြောစရာရှိပါမလဲ။နေချက်ချင်းကိုဆရာတို့ကမကြိုက်ဘူးဟု ီကင်းမျိုးအပြည်ပြည်မှပြည်သူကိုယ်စားလှယ်များ၏ထမင်းစပွဲ၌ပြောကြသောအခါကျွန်တော်တို့စပွဲရှိဟန်ဂရီမှစာရေးဆရာများမှဆရာကြီးကဗတ်ညီငယ်ရေးစကားရက်များကိုနှစ်သက်အားရခြင်းဖြစ်ကြသည်ကျွန်တော်နှင့်အေးအေးဆေးဆေးကြုံတိုင်းဟေ့တာယာယအာနာလက်ရှိသူတွေရောတောရက်ကလူတွေရောဟာဆရာတပည့်တွေပဲကွာတန်းထုံးဆိုတာအမှန်တန်လှုပ်လှုပ်တဲ့အကောင်တခင်နုဆိုတာလည်းပြင်းနေနေတာပဲ အားလုံးတစ်စီးတစ်လုံးနဲ့ရှိရင်တို့ပြည်ဟာကောင်းမှာပဲဟုပြောလေရှိသည်အာရညင်းငယ်ညီလာခံကိစ္စနဲ့ပီကင်းရောက်တဲ့အခါတန်မတ်ဥလာမောင်ကိုသာတမေးထဲမေးနေသည်လှမောင်ဟာဆရာရဲ့တပည့်ပဲကွာဟုတက္ကသိုလ်တမကဥက္ကဋ္ဌဖြစ်ခဲ့သူကိုလာမောင်အားခင်မင်ရင်ဆွဲရှိလေသည်ငင်းငယ်ဆိုတာလူတိုင်းကြည့်ရမယ်ကွာအားလုံးပါဝင်နိုင်ရမယ်ဟုပြောလေသည်ဆရာကြီးကျဲပြန့်စွာထားရှိသည့်ငင်းငယ်သဘောထားမှာမှန်ကန်လာပေသည်ဆရာကြီးနဲ့ကျွန်တော်တို့မှာတသဘောတည်းဖြစ်ကြသည် အစည်းအဝေးသဘာဝတိလုံစရာတရားဟောစရာစသောအသင့်ဖွဲ့ရေးရာနဲ့ပတ်သက်၍ညှဉ်းဆန်သည်မရှိ။တွားခေါ်လျင်ခေါင်းပေါင်းလေးအသာရက်ကလိုက်ပါလာ၏။အများအကျိုးဆိုလျင်ပင်ပန်းသည်မရှိ။ဘယ်တော့မှမငင်းယူ။အာရှနှင့်ပစိဖိတ်ငင်းငင်းညီလာခံကြီးတို့ဒုတိယကြိမ်ပီကင်းသို့တွားရမည်ရှိသောအခါရှော့ရှော့ရှူရှူပင်ထလိုက်လာခဲ့၏။နမောနမေနေသည်မဟုတ်အခြေအနေကိုအမြဲတမ်းလေ့လာအကဲခတ်လေရှိသည်ဆရာကြီးမသိဟု၍ထင်ထား၍မဖြစ် ်ပါလဲပါ၍တည်တံ့မြင့်တတ်သည်မကြခဏကျွန်တော်ကိုခေါ်ကမေးမြန်းတိုင်ပင်လေးရှိသည်ဆရာစေတနာကအားလုံးကောင်းဖို့အေးချမ်းဖို့လုပ်နေတာကဘာကြီးငင်းငန်းစေခြင်းနဲ့ဆန္ဒအမြဲရှိတယ်တပ်ပါတီတစ်ဖက်ကောင်းစားဖို့ဘသူတွေဝင်ကြီးဖြစ်ဖို့လုပ်နေတာမဟုတ်ဘူးတာယာရေဟုကိုဝါရင်ပူကန်စီပါပါကလေးကြားမြင်နေရသောနောက်တွင်တရိပ်ရိပ်ဖြတ်သန်းကြံရိပ်ခဲ့သည့်တရုတ်ပြည်ခဏရတော်ရွာကြည်လက်များကိုငေးကပြောတတ်လေသည် ဆရာကြီးသည်မိသွေးဩဇာမှမခံပဲကင်ကင်ရှင်ရှင်ရိုးရိုးတန်းတန်းစောင့်ရသောနိုင်ငံရေးကိုလှုပ်သည်ကျွန်တော်ကိုလည်းဟေ့တာယာကျုံဝဲယာအစ်စ်မပါစေနဲ့ဟုသတိပေးလေရှိ၏ ဆရာကြီးမှာဘဲအဖွဲ့စည်းမှာဖြစ်ဖြစ်ရိုးသားစွာလောက်ကင်ဆောင်ရွက်ခြင်းကိုအမြဲလိုလားသည်ဆရာကြီးသည်ဤဖြူစင်တန့်ရှင်းသော စေတနာကြောင့်ပင်အေးဒီရာသီတွင်တိုင်းတစ်ပါးရက်ချားသို့တွားခြင်းအစည်းအဝေးများတရားပွဲများသို့စိတ်အားထက်သန်စွာတက်ခြင်းဖြစ်ပေ၏ဆရာကြီးအမူအရာမှာအိုးမင်းရင်ရောခြင်းနွမ်းနယ်ခြင်းတို့မရှိဘဲလန်းလန်းရှင်ရှင်ဖြက်လက်မြန်ဆန်နေသည်မှာသူ၏ပြင်းပြသောစိတ်မှန်ကြောင့်ဖြစ်ပေသည် ပြည်ခင်းရောက်တဲ့ညကဧကံပွဲတစ်ခုရှိရာဆရာကြီးသည်ပေရင်ရင်မုံရွှေဖလားရောင်နဲ့ပန်းဖြော်သွေးအစင်းကြီးများဖြင့်ဆင်လာသောတောင်ရှိပစိုးဝတ်ထားသည်ကိုမြင်ရရာမြင့်မားထွားခိုင်သောကိုဟန်အသွေးမွေးနှင့်ကြည်ကောင်းနေသည်မြမပီပီခန့်ခန့်ညညနှင့်ကြက်သေးရှိသောရုပ်သွင်းဖြစ်သည်ကျွန်တော်နဲ့တခင်လွင်ကဆရာကြီးကဖိုးစိန်ကြီးကြာနေတာပဲဟုပြောလိုက်တော့အခါဆရာကြီးသည်ကပုံစကိုတင်ရင်အေးအေးဟုရီမောနေသည်ရီပုံမှာစိတ်ကြည်လန်းစရာကောင်းနေသည် အသားရောင်မှာဝါညံ့ညံ့ဖြူပွေးသောငွေရောင်နှကမ်းမွေးမှာအတက်ရွယ်ကိုဖော်ပြသည်မှန်တော်လဲရင့်ကျက်ကြည်လင်သောအင်ဒရီအားလေးနံအောင် ဖြည့်စွမ်းလျက်ရှိပေသည်ပညာရှိကဝိတို့၏ဟန်ပန်ပေါ်နေဆရာကြီးသည်ငင်းငယ်၏လုပ်ငန်းကြီးကိုအစိုးရ၏အတိုက်ခံသဘောဘယ်တော့မှမထားရှိခဲ့ပေချီလီကပြဆရာကြီးနီရူရာသတိမောင်နှံဆိုရင်ဆရာကြီးကိုများစွာလေးစားကြသည်နိုင်ငံခြားကိုယ်စားလှယ်များမှဆရာကြီးတည်ငြိမ်ကြည်လင်သောရုပ်သွင်ကိုကြည်ကချစ်ခင်လေးမြတ်ခြင်းရှိကြသည် ကဗျာဆရာကြီးဟုပြောပြသောအခါဆရာကြီး၏ကဗျာတပုတ်လောက်ရွတ်ပြပါဟုတောင်းပန်တတ်ကြသည်ဆရာကြီးနှင့်ခရီးသွားသည်မှာလူကြီးတို့နှင့်တွားလာရသည်နှင့်မတူရွာသူလူငယ်များနှင့်တွားရသလိုပျော်စရာကောင်းသည်ဆရာကြီး၏ဟာတာကြောင့်ဂျဲကမောကပဲနေရလေနိုင်ငံ၏အတွေ့အကြုံများသူဖြစ်၍ဝန်သားတို့ခေတ်မှဖာစာပလခေတ်သည်အဖြစ်အပျက်ဇာတ်ကြောင်းများပြောပြသည်ကို နားထောင်ရသည်မှာအတိအမြင်တိုးပွားမှတ်သားလောက်ပါပဲ အဲ့အနေနဲ့စီစားမကြောင်ပူဒီအေးဒီဘရော့မှာမကြီးညူလူငယ်များရှိကပင်ဖြက်လက်စွာတွာလာနိုင်မျက်စီမှာအရွယ်နဲ့စားသောမမှုန်သေးသည်ကိုတွေ့ရသည်စာရေးရာ၌တွေ့ဝေဖြစ်နေခြင်းမရှိတောက်လျှောက်ဖြူဖြောင်စွာရေးချသွားနိုင်သည်လေးကျိုးကိုတခါတည်းဆက်သွားနိုင်သည်တရုတ်မြန်မာမိတ်ဆွေပြည့်အသည်မှာတဝင်းလွာကိုကျွန်းွှန့်ရှိနိုင်ပင်ရေးချသည်အက်ခန်စပွဲကလေးတွင်ရေးချသည်ရှင်မဟာသီလဝန်သား၏ကဝိမန္နပါဠိကျမ်းမှာ အကူကပင်ထည့်သွင်းသွားသည် ခေါင်းရဘဇပွဲမှာ copy စာအုပ်နဲ့ကူထားသောမူတစ်ခုကိုယူလာကစာရွက်များကိုကြာကြာမလန်ရပဲတုံးလိုသည့်အပိုက်ကိုတွေ့သဖြင့်တာယာရီဖတ်ဆန်းဟုကျွန်တော်လက်သို့ကမ်းသည်ကျွန်တော်ကမျက်စိမှုံလာသူဖြစ်၍သေသောစလုံးများကိုမနှဲကြည့်ယူရ၏တရုတ်ပြည်တွင်သုံးမီလွှမ်းကျော်လောင်းရှင်တော်လင်းမဟောတရာလားဘာလားမသိဘူးဆရာကြီးဖတ်လို့မရဘူးတရာတော့မဟုတ်ဘူးဆရာကြီးကမျက်မှန်မပါစာအုပ်ကို အနားယူကြည့်ကမဟောမြည်တာဟုဖတ်လေသည် ထို့နောက်ဆရာကြီးကပကံခေအဒီတာပမောက်ခဆရာတော်တရုတ်ပြည်သို့တာဓမန်ကိစ္စနဲ့သွားပုံကိုရှေ့ကပြလင်္ကာကရဝင်များမှထုတ်နှုတ်ကပြောနေသည်တပြည်နဲ့တပြည်ဟာကုလူဆက်ဆံခြင်းရှိရမယ်ကွာဒါမှရည်ချင်းမှုရင်းနှီးမှုရှိမှရင်းနှီးမှုရှိမှမုန်းစိတ်ဗားစိတ်မရှိပဲနီးစပ်ပြီးတပြည်နဲ့တပြည်စစ်ဖြစ်နိုင်ဖို့ဆိုတာဝေးမှာပဲပြောရင်တဝင်လွာကိုရေးနေသည်လက်တန်းလက်တကြွယ်များကို စာရွက်နှင့်ထိချက်ကရှေ့မူရာနှင့်ကာယံတော်ကိုဟတ်နေသည်နဗီရီပါသေးလားဆရာကြီး ဆရာကြီးကရေးနေလျက်ကနဘေးဆိုတာစာပေါ့တာပေါ့ကွာတဝင်းလွာရေးပြီးလျင်ရောက်တဲ့ရရစကားစမြည်ပြောရင်က1953ခုတွင်အလင်္ကာကျော်စွာဘွယ်သူများပေးသည့်အကြောင်းရောက်သွားရာပလွေမှုတ်တဲ့သူတွေတော့လင်္ကာကျော်စွာရကုန်ပြီကွာဟုကိုွန်သွေးများနဲ့ရီမောပြောနေသည်ဆရာကြီးသည်ကိုွန်ဝါနေပြန်သည်ကျွန်တော်အားငင်းငယ်ရေးအခြေအနေများကိုမေးမြန်း၍ပြောပြနေရ၏ အသက်80သို့ချစ်ကနေပြီဖြစ်တော်လဲဆရာကြီးသည်ငင်းငယ်ရေးကိစ္စ၌စိတ်ပြအားလျော်သည်မရှိဘဲစိတ်အားထက်သန်လျက်ရှိနေပေသည်အေးပြည်တွင်းမှာအေးချမ်းအောင်လှုပ်ကြရမှာပဲကွကျွန်တော်မှာငင်းငယ်ရေးဘိသူကဆရာကြီးဖြစ်တိုး၍ခင်မင်လာပေသည်တကုံတရာမတ်လ1953ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် ။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။